်မင်္ဂလာပါရှင်ရန်ကုန်ခရစ်တယာမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကနေမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ဟာယမန်နေ့တနေ့လုံးညအချိန်ထိလေကြောင်းတိုက်ခိုက်မှုအပြင်းထန်လှုပ်ဆောင်နေပြီးစစ်ကောင်စီတပ်ဘက်ကလည်းအလွန်အထိနာနေရလို့ဆိုပါတယ်ဟောင်ကောင်မှာတူနာပြို့လောက်ကန်ရမယ်လို့ဆိုက Great Synergy Manpower ကုမ္ပဏီကတင်နန်းသား60ကျော်စီကနေတိမ်ပေါင်း1200ခန့်ငွေကြေးလင်းလင်းသွားတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့စကန်တိုင်းကဏီမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်ပြုလုပ်နေရလို့ဒေသကာကွယ်တပ်တွေစီကနေသိရှိရပါတယ်။မလာ၂ရက်နေနဲ့၅နိုင်ကနေစတင်ပြီးတော်လိုင်းတပ်ပေါင်းစုတွေကကဏီမြို့ဘော်ဟာစစ်ကောင်စီတပ်တွေအားလုံးကိုဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။မလာ၆ရက်နေမှာတော့ တိုက်ပွဲတွေဟာအလွန်ပြင်းထန်လာပြီးကဏီမြို့တစ်ခုလုံးကိုတော်လန်တွေကပတ်ပတ်လည်ဝိုင်းဝန်းပိတ်ဆို့ထားရလို့လည်းသိရှိရပါတယ်။အဲဒါကြောင့်ပဲစစ်တပ်ဟာလေကြောင်းတိုက်ခတ်မှုတွေကိုမယံမနာလုဆောင်နေရဖြစ်တယ်လို့လည်းဒေသကာကွယ်တပ်တွေစီကနေသိရှိရပါတယ်။စစ်ကောင်စီဟာမနေ့ပိုင်းမှာ MI-35 ရဟတ်ယာဉ်နဲ့၄ချိန် Jet fighter လေရင်2စီးနဲ့3ချိန်တက်ခတ်ခဲ့လို့နေ့လယ်ပိုင်းမှာလည်းတိုက်လေရင်နဲ့3ချိန်တက်ခတ်ခဲ့ပြီးညနေကနေညပိုင်းအချိန်ထိလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်နေရလို့လည်းသိရှိရပါတယ်။ကဏီမြို့တိုက်ပွဲဟာမလ၂ရက်နေ့ကနေမလ၆ရက်နေ့ထိ၄ရက်တာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကနေအကြီးအကျယ်အထိနာနေရလို့လည်းသိရပါတယ်ရှင်။မကွေးတန်းတန်းတဘောကိုကြည့်အောင်ပါမကွေးတန်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီဂိတ်နယ်ထောက်ပို့စစ်ကြောင်းတို့ကို ဒရုန်းမုံလက်လက်ကြီးမိုင်းတွေနဲ့တက်ခတ်ခဲ့ရမှာစစ်သား9ဦးဟာသေသွားတယ်လို့ Young Force UG တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရတာဝန်ကကိုပိန်ကပြောပြပါရတယ်။မလ9ရက်နေ့မှာပခုတ်ကူမျိုးကနေကမ္မမျိုးကိုထွက်ခွာလာတဲ့အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကိုလမ်းတစ်လျှောက်မှာလိုက်လံမိုင်းဆွဲတက်ခတ်ခဲ့ရမှာစစ်သား9ဦးဟာသေသွားတာဖြစ်ပြီးအများပြားလဲဒဏ်ရာရှိခဲ့လို့သိရှိရပါရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းပခုတ်ကူမျိုးနဲ့ကိုပင်ချင်းမြင်ခဲ့ အင်ပင်ကျေးရွာကအကြက်ဖက်စစ်ကောင်စီတက်ကဲကန်တော်ကျေးရွာတွင်အထိုင်ချနေတဲ့အကြက်ဖက်စစ်သားတွေကိုဒရုန်းတွေအပြင်ရော့ကတ်တွေကလက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခတ်ခဲ့လို့ John Force UG တပ်ဖွဲ့ကတရင်းနဲ့ပြန်ကြားရတဲ့ဝန်ကံကိုပိန်ကပြောပြပါရယ်။မကွေးတိုင်းမြန်မြို့နယ်ဘက်မှာလဲမလ9ရက်နေ့ကကိုင်းတုံးမရေစကန်ကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သား300တေသွားတယ်လို့ Arctic Beaver Defense Force ကနေသိရှိရပါတယ်။ဒါအပြင်ညနေ၄နိုင်လောက်မှာလဲကိုင်းတောမရဲစခန်းတွေရိတ်ခါတွေလာချနေစင်မှာ40မမနဲ့ထပ်မံတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးဟာထပ်မံတေသွားတယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့မန္တလေးတိုင်းငဇုံမြို့နယ်ရေလေတောင်ကျွရကိုအကြမ်းဖက်စစ်တပ်ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူတွေအားလုံးကိုဖမ်းဆီးထားတယ်လို့ဒေသနေပြည်သူတွေကပြောပြပါဗါးအကြက်ဖက်စစ်သားနဲ့ပြူစောတိအင်အား90ခန့်ပါတဲ့စစ်ကြောင်းဟာရေလေတောင်ကျေးရွာကိုဝင်ရောက်စီးနင်းပြီးကျေးရွာမှာနေထိုင်တဲ့ပြည်သူအားလုံးကိုပိတ်ဆို့ဖမ်းဆီးက ရွာထဲမှာစစ်ဆေးနေတာလည်းဖြစ်ပါတယ်။အဲ့ဒီရွာအနီးအနားကကျေးရွာရှစ်ရွာကထောင်နဲ့ချီတဲ့ပြည်သူတွေကလည်းထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။ဖုန်းလိုင်းတွေဖြတ်ထားတဲ့အတွက်ကြောင့်ရေလဲတောင်ကျေးရွာကပတ်ပတ်လည်မှာလည်းစစ်သားပြူတွေတက်ဆွဲထားကဒေသခံရွာသားတွေကိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့လည်းသိရှိရသေးကြောင်းဒေသခံတွေစီကနေသိရပါတယ်။ လာတို့မနစ်မနစ်ပိုင်းကလည်းငဇုံမြို့နယ်အုပ်ဖို့အရှိကျေးရွာနေပြည်သူလူထုကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာတလင်းကုန်းကျေးရွာနေနေတလုံးကိုမိရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါပါတယ်ရှင်။ တနင်္သာရီတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတန်းကျွန်းစုမြို့နယ်ဝါရီဂျိုးတောင်ရွာမှာရှိတဲ့အကျန်းဖက်တပ်သားတွေကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာအကျန်းဖက်စစ်ကောင်စီဘက်ကအရာရှိတဦးပါဝင်6ဦးဟာထေသွားတယ်လို့ဗိခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောနှစ်ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။မလ9ရက်နေ့မှာ ကျိုးစုမြို့နယ်ဝါရစ်ကျိုးတောင်ရွာကအကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုဘေးကင်ပြည်သူကားကွယ်ပူပေါင်းစစ်ကြောင်းနှစ်ကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်က အရာရှိတဦးပါဝင်6ဦးဟာသေသွားတာလည်းဖြစ်ပါတယ်ရှင်။စကိုင်းတဲ့တဘောက်ကိုကြည့်အောင်ပါစကိုင်းတိုင်းစကိုင်းမြို့နယ်စကိုင်းမုံရွာလမ်းပေါ်မှာ စစ်ကားကိုမိုင်းဆွဲတက်ခတ်ရမှာစစ်သား၄ဦးဟာသေသွားပြီးစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်စီပေါ်စာကားဟာမီးလောင်ကပြည်သူလူဦးဟာသေဆုံးသွားခဲ့ရလို့သခိုင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်မလ9ရက်နေ့မှာမြို့မှုမြို့နယ်ကနေသခိုင်းကိုပြန်လာတဲ့စစ်ကောင်စီစစ်ကားကြီးတစ်စီးကိုတော်လင်းတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခတ်ခဲ့ရမှာအကြက်ဖက်စစ်ကောင်စီဘက်ကတပ်သား၄ဦးဟာအပြင်းထန်ဒဏ်ရာရှိသွားကသေသွားနိုင်တယ်လို့လည်းသိရှိရပါရယ် မိုင်းဆွဲတက်ခတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်ကားပေါ်ကနေပြစ်ခတ်လိုက်ရမှာ73စီစီပေါ်စာကားကိုကြည်ထိမှန်ပြီးမီးလောင်သွားကြတာလည်းဖြစ်ပါတယ်စီပေါ်စာကားမီးလောင်နေစမှာဆိုင်ကယ်စီးနှင်လာတဲ့အမျိုးသမီးတဦးနဲ့ဆယ်နှစ်ခန့်အရွယ်ရှိတဲ့ကလေးငယ်တို့ကိုမီးလောင်သေဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်အဲဒီနောက်စစ်တပ်ဟာရန်တန်ပြစ်ခတ်မှုတွေလှုပ်ဆောင်နေသလိုလူရဲမှုတွေလည်းလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်ကားကိုပြန်လည်ပြင်ဆင်ကစကိုင်းဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့လည်းသိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဟောင်ကောင်မှာဘိုးဘွားပြုစုစောင့်ရှောက်ရလို့ဖို့တနင်္ဂနွေပြီး45ရက်အတွင်းမှာတွားရမယ်လို့ဆိုက Great Synergy Manpower ကုမ္ပဏီကတင်နန်းသား60ကျော်စီကနေငွေကျပ်သိန်းပေါင်1200ခန့်ကိုငွေကြေးလိမ့်လည်သွားခဲ့လို့သိရှိရပါတယ်။အဲဒီလိုလိမ့်လည်သွားတဲ့ငွေတွေကိုတင်နန်းသားတွေကပြန်လည်တောင်းယူရမှာတော့ငွေကြေးပြန်လည်ပေးရဖို့အတွက် Great Synergy Manpower ကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့တင်နန်းကြောင်ဖြစ်တဲ့ SNNM ကဂရုပြုထားပေမဲ့လည်းတနစ်ကျော်ကြာတဲ့အထိငွေတွေ ပြန်မရသေးဘူးလို့လည်းငွေကြေးနေလဲခင်ရသူတွေကရန်ကုန်ခေတ်တည်နေနာကိုပြပြပါရယ်။ဟောင်ကောင်မှာအလုပ်လုပ်ကြရမယ်ဆိုပြီး Great Synergy Manpower ကုမ္ပဏီက2022ခုနှစ်နိုဝင်ဘာလမှာစတင်လှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရယ်။စံညိုမြင့် Technical Service ကုမ္ပဏီကတော့ Great Synergy Manpower ကုမ္ပဏီနဲ့ချိတ်ဆက်ထားပြီးတင်နန်းသား60ကျော်ကိုတင်နှံ့ပေးကာ ငွေကြေးကောက်ခံတာတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ဒါပေမဲ့ Great Sanan ji Manpower ကုမ္ပဏီကတော့ဟောင်ကောင်ကိုပို့ပေးခြင်းမရှိဘဲငွေတွေကိုလိမ်သွားခဲ့တာလည်းဖြစ်ပါတယ်။စံညွညွမြင့် Technical Service Company ရဲ့ပိုင်ရှင်ဖြစ်တဲ့စံညွညွမြင့်ကဒေါ်ညွညွခန့်ကတော့ ။တင်နန်းစား60ကျော်ကိုအိမ်ရောက်ပြီးငွေတွေကိုပြန်လည်အမ်းမယ်လို့ကတိပေးထားပေမဲ့လည်းအိမ်ကိုရောင်းချခြင်းမရှိကြောင်းငွေကြေးလိမ်လည်ခံရသူတွေစီကနေသိရှိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး SNNM အကြောင်းကိုရန်ကုန်ခေတ်သစ်မီဒီယာကဆက်သွယ်မေးမြန်းခဲ့ရမှာတော့ SNNM အကြောင်းရဲ့ဒေါ်ညိုညိုမြင့်ကចောင်းသားတွေရဲ့ငွေကိုသူယူထားတာမဟုတ်သလိုငွေပြန်ပေးမယ်ဆိုတာကလည်းចောင်းသားတွေကိုကူညီခြင်းသာဖြစ်တယ်လို့လည်းပြန်လည်ဖြစ်ကြပါတယ်အခုလိုအချိန်ကြာမြင့်နေတာဟာ ငွေကြေးလိမ်လည်သွားတဲ့ Great Sanan ji Manpower ကုမ္ပဏီကဇန်နဝါရီလပထမပတ်အထိငွေပြန်အမ်းပေးမယ်စောင့်နေပေးပါလို့ပြောဆိုခဲ့တဲ့အတွက်ကြောင့်အခုလိုစောင့်နေတာဖြစ်တယ်လို့ SNN မှာကြောင်းတီထောင်သူဒေါ်ညွညွမြင့်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးတာပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။